ဗမော်မြို့နယ်ရှိစကခ21ကိုစစ်ကူလာပို့တဲ့ရဟန်းရင်နှစ်စင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့လို့ဒဇင်းမှပြန်ကျသွားပြီးနောက်လေရင်မှုအပောင်ဝင်လိုက်ပါလာသူအလုံးသေဆုံးတယ်လို့စီရေးသတင်းရင်းမြစ်စီကသိရပါဗျ။မနေ့ကမေလ20ရက်နေ့နေ့လယ်တနာရီကျော်ချိန်ခန့်ကစကခ21ကိုလာရောက်တဲ့စစ်သုံးရဟန်းရင်နှစ်စင်းကို KIA ကပြစ်ချခဲ့လို့ဒဇင်းမှရွှေကူမြို့နယ်အနီးပြန်ကျသွားပြီး အပြန်အစည်းတွေကို KAI ကရှာဖွေ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဗမော်ကိုစစ်ကူအသေးအတန်ပို့နေရတယ်။ပြန်လိုက်လာဖို့ဆိုရင်ဒဏ်ရာရရင်မြကြီးနာအမှတ်၁ဂရင်300စစ်စေးယုံပို့ဖို့ပဲရှိမယ်လို့တက်တရင်ရင့်မြစ်က ARD Times ကိုပြောပါရယ်။ထိမှန်သွားတဲ့အခြားရဟန်းရင်တစင်းမှလည်းဆက်လက်ပြန်တန်းနိုင်ခြင်းမရှိတော့ပဲမြကြီးနာလမ်းပေါင်လေးရက်ကိုအလျင်မြန်ဆင်းသက်သွားရတယ်လို့တက်တရင်ရင့်မြစ်စီကသိရပါရယ်။ မကြာသေးခင်ကခန့်ထားတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြူဝါမူဗိုလ်မှူးကြီးညီညီထွန်းလဲလေရင်ပြေချခံရမှုမှာပါဝင်ကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့လည်း ARD Times အနေနဲ့အတည်ပြုနိုင်ခြင်းမရှိသေးတာကြောင့်ဆက်လက်စုံစမ်းနေပါတယ်။ CDM ဗိုလ်ကြီးစင်ရောကတော့ပြစ်ခတ်ခံလိုက်ရပြီးအရေးပေါ်ဆင်းသက်သွားတဲ့လေရင်မှာဖြူဝါမူနဲ့အဖွဲလိုက်ပါသွားတယ်လို့ဆိုထားပါတယ်။ပြန်ကြတဲ့အထဲမှာတော့ဖြူဝါမူနဲ့အဖွဲမပါဘူး။အရေးပေါ်ဆင်းသက်လိုက်ရတဲ့အထဲမှာတော့ပမပါမသိဘူးလို့ CDM ဗိုလ်ကြီးစင်ရောကသုံးသက်ပြောဆိုပါရယ်